မင်္ဂလာပါရှင် အခုဖော်ပြပြီးကျင်တာကတော့ဖလန်နန်ကျွန်းမိပြတိုက်ရဲ့ဗဟီရီအကြောင်းတွေကိုတင်ဆက်ချင်တာပဲဖြစ်ပါတယ်စကော့တလန်နိုင်ငံရဲ့အနောက်မြောက်ပိုင်းကမ်းလွန်ပင်လယ်ပြင်ကဖလန်နန်ဆိုတဲ့ကျွန်းလေးမှာမိပြတိုက်တစ်ခုရှိရယ်ဧက40လောက်ပဲကျဲတဲ့ကျွန်းပေါ်ကပေ150လောက်မြင့်တဲ့တိုင်ငုံတစ်ခုပေါ်မှာမိပြတိုက်ကိုစောက်ထားပြီးစင်ဂျီရှောပြည်ပြတဲ့ကျွန်းအနောက်ဘက်ပိုင်းမှာကမ်းခြေကနေမိပြတိုက်အထိ ထရော်လီတန်လန်းတစ်ခုရှိတယ်။မီးပြတိုက်က85ပြီမြင့်ပြီးတော့အခိုင်အခန့်တည်ဆောက်ထားသလိုပစ္စည်းတွေဘူးလှုပ်ထားတဲ့တန်လန်းကလည်းကွန်ကရစ်အခင်းနဲ့ခန့်ခိုင်မာမာတည်ဆောက်ထားတာပါ။1899ခုနှစ်မှာတည်ဆောက်ပြီးစီးတဲ့ဒီမီးပြတိုက်ကို လေပတ်ဖို့ဝန်ထမ်း၄ယောက်ခန့်ထားပြီးတော့၃ယောက်ကမီးပြတိုက်မှာနေတယောက်ကအလှည့်ကျနားတဲ့ပုံစံနဲ့အလုပ်လုပ်ကြတယ်။မီးပြတိုက်ဖွင့်ပြီးတော့တစ်နှစ်လောက်အကြာမှာ 1900ပြည့်နှစ်ဒီဇင်ဘာ18ရက်နေ့မှာအမေရိကန်နိုင်ငံကနေစကော့တလန်နိုင်ငံလစ်နျူကိုလာတဲ့တင်မိုဒီစီကဖလန်နယ်မီးပြတိုက်နာက ဖြစ်လာချိန်မှာမီးရောင်မမြင်ရဘူးလို့စေကန်းအနာပိုင်တွေကသတင်းပို့လာတယ်။အဲဒါကြောင့်မီးပြတိုက်များစီမံအုပ်ချုပ်ရေးဘုတ်အဖွဲ့ကမီးပြတိုက်မှာလိုအပ်တာတွေပြင်ဆင်မှုနဲ့ပုံမှန်ပို့နေကြထောက်ပံ့ရေးပစ္စည်းတွေပို့ဖို့တင်မိုဒီစီကိုဒီဇင်ဘာ20ရက်နေ့မှာလွှတ်ဖို့စီစဉ်နေတယ်။ ဒါပေမဲ့ရာသီဥတုမကောင်းလို့26ရက်နေမှမှတင်မောကထွက်ဖြစ်ပြီးတော့ဖလန်နန်ကျုံးကိုရောက်လာပါတယ်။တင်မောပေါ်မှာမိပြတိုက်ဝင်တဲ့အူလဲလူစားထိုးဖို့လိုက်လာတယ်။ထောက်ပံ့ရင်တင်မောကထုံးစံအတိုင်းကျုံးရဲ့အနောက်ဘက်ကမ်းခြေနားမလှမ်းမကမ်းမှကြောက်ချပြီးတော့သူတို့ရောက်နေကြောင်းအချက်ပြတဲ့အနေနဲ့အော်အော်ဆွဲအသံပြေးလိုက်ပါတယ်။ပုံမှန်ဆိုရင်မိပြတိုက်က ဝန်ထမ်းတို့ကကန်းချစ်ကိုဆင်းလာပြီးတော့လှေငယ်တစည်းနဲ့တင်းမောစီလာကပစ္စည်းတွေလာယူနေကြဆိုပေမဲ့အခုတော့ဘာတုံ့ပြန်မှုမှမတွေ့ရဘူးတင်းမောကမိကြီးတစ်ခုဖောက်ပြီးတော့ထပ်မံအသိပေးပေမဲ့လည်းအခြေအနေမထူးတာကြောင့်လူစားဝင်မှုလိုက်လာတဲ့မိပြတဲ့ဝန်ထမ်းကလှေငယ်တစည်းနဲ့ကန်းချစ်ကိုလာပြီးတော့ကျုံးပေါ်ကိုတက်ကြည့်တယ်။ကျုံးပေါ်ရောက်ချိန်မှာတွေ့ရတာက အခိုင်အမာတိဆောက်ထားတဲ့တန်လန်းဟာ တနေရာမှာတွန့်လင်ပြီးကြွတက်နေတယ် အဲ့ဒီနေရာနားကကွန်ကရစ်အခင်းမှာလဲအနည်းဆုံးတဒံလောက်လေးတဲ့ကွန်ကရစ်တုံကြီးတစ်ခုပဲ့ထွက်နေတယ်။မလမ်းမကမ်းမှာတော့တစ်သားတစ်တာတလုံးလင်းနေတာကိုတွေ့ရတယ်။မိပြတဲ့ကိုရောက်ချိန်မှာတော့တကားပိတ်ထားတာတွေ့ရပြီးလူရိတ်လူရောင်လုံးဝမမြင်ရတော့ဘူး။ဒါနဲ့ကျုံးပေါ်တက်ကြည့်တဲ့ဝန်ထမ်းကလည်းလှီငယ်နဲ့တင်မိုးစီကိုပြန်လာလိုက်ပါတယ်။တင်မိုးဘော်ကတင်မိုးသားနှစ်ယောက်ကဝန်ထမ်းနဲ့အတူ လှေနဲ့လိုက်ပြီးတော့ကျုံးပေါ်ပြန်တက်ကမီးပြတိုက်စီကိုတွားကြည့်တယ်။သုံးယောက်သားမီးပြတိုက်ထဲဝင်ကြည့်တဲ့အခါမှာတော့အရာအားလုံးကနေသားတကြားနဲ့စနစ်တကျရှိနေတာမြင်ရပေမဲ့လူရိပ်လူရောင်တော့လုံးဝမတွေ့ရတော့ဘူး။မီးပြတိုက်ရဲ့မီးအိမ်ကငိမ့်နေပေမဲ့လောင်စာဖြစ်ထားသလိုအသေးချာလဲတိုက်ချွတ်ထားပြီးပြောင်းလဲနေရပဲ။မီးဘုခန်းထဲမှာထိုင်ကုန်တလုံးလဲနေတာကလည်း ဝန်ထမ်းတွေရဲ့နေ့စဉ်မှတ်တမ်းစာအုပ်အပါအဝင်ပစ္စည်းအားလုံးသူ့နေရာနဲ့သူရှိနေပါတယ်ဒါပေမဲ့မိပြတိုက်ထဲမှာမိုးကင်အင်ကြီးတစ်ထည်ပဲတွေ့ရတာကြောင့်ဝန်ထမ်း၃ဦးတည်းက၂ဦးဟာမိုးရွာနေချင်းမိုးကင်အင်ကြီးဝစ်ပြီးအပြင်ထွက်သွားတယ်လို့ယူဆတယ်။ထောက်ပံ့ရေးတင်မောရဲ့သတင်းပေးမှုအရတာဝန်ရှိသူတွေက ဖလန်နန်မိပြတိုက်ကိုတွားရောက်စစ်ဆေးရတော့တယ်။ မိပြတိုက်မှာတွေ့ရတဲ့အထက်ကအထူးကြဆုံးအရာကတော့ဝန်ထမ်းတွေရဲ့နေ့စဉ်မှတ်တမ်းစာအုပ်ပါစာအုပ်ထဲမှာဖော်ပြချက်အရာဝန်ထမ်း၃ဦးလုံးဟာဒီဇင်ဘာ15ရက်နေ့အထိမိပြတိုက်မှာပဲရှိနေခဲ့ကြတယ်မှတ်တမ်းထဲမှာဖော်ပြထားတာကဒီဇင်ဘာ12ရက်နေ့ကနေ14ရက်နေ့အထိသူတို့တသက်တာမှာအပြင်းထန်ဆုံးမုန်တိုင်းနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ဆိုတယ် မုံတိုင်းကပြင်းထန်လွန်တော့ဝန်ထမ်းတယောက်ဆိုရင်ကြောက်ရွံ့ထိတ်လန့်ပြီးငိုကြွေးခဲ့တယ်လို့យေတာထားတယ်။ဒီဇင်ဘာလ15ရက်နေ့မှာတော့မုံတိုင်းငိမ့်သက်သွားတယ်လို့မှတ်တမ်းတင်မှာဖော်ပြထားပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့မှတ်တမ်းတင်မှာထပ်ဖြည့်ထားတာဘာမှမရှိတော့ဘူး။မှတ်တမ်းထဲမှာအဲ့လိုလိုဖော်ပြပေမဲ့မူလေဝသဌာနမှတ်တမ်းတွေရေချောင်းဌာနမှတ်တမ်းတွေ အနာကဖြတ်သွားတဲ့သင်္ဘောတွေရဲ့မှတ်တမ်းတွေအပြင်ဒေတာခံတွေရဲ့ပြောကြားချက်တွေအရအဲ့ဒီနေ့ရက်တွေမှာမိုးရွာပြီးလေပြင်းတိုက်ပင်မဲ့ဘုံတိုင်းကြီးကြတာမျိုးမရှိဘူးလို့ဆိုပါတယ်။အခုမီးပြတိုက်ဝင်တဲ့တွေလို့အတွေ့အကြုံရင်ပြီးပင်လယ်နဲ့ရင်းနှီးကျွမ်းဝင်နေသူတွေထိတ်လန့်ကြောက်ရွံ့လောက်တဲ့ဘုံတိုင်းမျိုးအဲ့ဒီရက်မှာမရှိခဲ့တာသိကြပါတယ်။အဲ့ဒါကြောင့်မှတ်တမ်းတွေကဖော်ပြချက်တွေကစစ်ဆေးသူတွေအတွက်စဉ်းစားရခက်တဲ့ဖြစ်နေခဲ့တယ်။ ဒါအပြင်ကျုံမော်ကတန်လန်းကွေးကောက်ပြီးတော့တန်နဲ့ချီတဲ့ကွန်ကရစ်တုံးကြီးပဲ့ထွက်စေတဲ့အကြောင်းရင်းကိုလည်းအပြေရှာမရဘူးဖြစ်နေတယ်။ဝန်ထမ်း၃ဦးလုံးအဆရှာမရအောင်ပျောက်ချင်းမလားပျောက်သွားတာကလည်းခိုင်မာတဲ့ဖြေရှင်းချက်မရှိခဲ့ပြန်ဘူး။စကော့တလန်ရေချောင်းနဲ့မြပြတိုက်ဌာနကဒီဝန်ထမ်း၃ယောက်ပျောက်ဆုံးမှုနဲ့မြပြတိုက်မှာဘာတွေဖြစ်ခဲ့လဲဆိုတာကိုနှစ်ပေါင်းများစွာစုံစမ်းစစ်ဆေးကြတယ်။မြပြတိုက်ဝန်ထမ်းတွေက တခြားနိုင်ငံတခုကစပိုင်တွေလိုဆွဆွဲမှုတွေအပါအဝင်စိတ်ကူးယဉ်ထင်မြင်ချက်တွေလည်းအမျိုးမျိုးထွက်ပေါ်ခဲ့တာကြောင့်စစ်ထောက်လန်းရေးဌာနနဲ့တခြားဌာနတွေပါပူးပေါင်းပြီးတော့စုံစမ်းစစ်ဆေးခဲ့ပေမဲ့အဖြေမတွေ့ခဲ့ပါဘူး။ဖလန်နန်ကျုံးကမိပြတိုင်ဟာလက်ရှိအချိန်မှာခေတ်မီဒီဂျစ်တယ်စနစ်တွေတက်ဆင်ပြီးတော့ပုံမှန်လည်ပတ်နေပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်တရာကျော်ကဖြစ်ခဲ့တဲ့အဲ့ဒီအဖြစ်ပြက်နဲ့ပတ်သက်ပြီး အခုအချိန်ထိခိုင်မာရရတဲ့ရှင်းပြချက်မျိုးမရှိပဲဒေတာကန်တွေကြောင့်မှအစဉ်အဆက်ဖော်ပြเสียရတဘာဝလုံးမဟီတီတစ်ခုအဖြစ်ရှိနေစေပဲဖြစ်ပါတယ်။